ဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဘဝခရီးကိုဘသူကရှောက်ခိုင်းနေတာလဲလို့ဆိုလို့ရှိရင်ဟောဒီတဏှာကရှောက်ခိုင်းတယ်။တော့ကလူတွေကပြောကြတယ်အိမ်မာတယောက်ထဲနေတယ်တရားဓမ္မရှိတော်ကကြည့်လို့ရှိရင်တယောက်ထဲနေတဲ့လူတယောက်မှမရှိဘူးဘသူနဲ့နေတာတော့ဆိုရင်တဏှာနဲ့နေတာ တန်တရာသွားတဲ့အခါမှာအဖို့မပါဘူးလို့ပြောကြတယ်။ဟုတ်တယ်ပုပ်ကိုအဖို့တော့မပါဘူး။ဘသူအဖို့ပါတဏအဖို့ပါ။ဒါကြောင့်မြတ်စွာဘုရားတဏဒုတိယောပုရိသောဒီကမ္ဘဌာဏတန်တာတဏအဖို့ပြုနေတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ဝေးတဲ့တန်တရာခကြီးရွယ်ဖြစ်ဖြစ်ဆက်လက်ပြီးတော့ရှောင်နေကြမှာပဲ။မယမနာခကြီးသွားနေကြ။ ဘယမနခရီးသွားနေကြမယ်ရှီလျားတဲ့ခရီးကြီးကိုရှောက်လန်းနေရတာဟာသူ့ကြောင့်ပဲရသဗျာသခင်ကိုယ်တော်ပြတရားတော်မှကျင့်လို့ဘုရားဖြစ်ရောက်တဲ့အခါမှာဥဒန်းကျူးတဲ့ကာထာတစ်ခုအလုံးတရားနာပရိသတ်တွေကြားဝကြတယ်မိမိတို့အိမ်မှာကိုယ်ွယ်ထားတဲ့ရုပ်ပွားဆင်းသူတော်ဘုန်းကြီးတွေပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာလောက်တယ်နိ အဲ့ဒီအနေကစားတင်တဲ့ဂါထာတွေကိုရွတ်ဖတ်တဲ့အခါမှာအနေကစာတိတန်တာရံတန်တာဝိတံအနိဘိတံတန်တရာခီးကိုမရေမတွက်နိုင်လောက်အောင်များပြားတဲ့တန်တရာခီးကြီးကိုသူရှောက်လန်းခဲ့ရတယ်ဘာဖြစ်လို့ရှောက်လန်းခဲ့ရတာတော့ဆိုအနိဘိတံ ီလိုခยีသွန်းနေအောင်ဘသူကနေပြီးတော့လမ်းပြလှုပ်ပြီးတော့ဆွဲခေါ်နေတာလဲဆိုတော့တိနိုင်တဲ့အသိဉာဏ်မရလို့တန်တရာခီးရှောက်နေရတာတဲ့ဘသူကနေပြီးတော့ဘဝတွေကိုတိဆောင်းနေတယ်လဲလက်တွေကိုလိုက်ရှာရှာလို့မတွေ့လို့တန်တရာခီးရှောက်နေတယ်ကဟကာရံခဝေတံတော်ဒုက္ခဇာတိပုဏ္ဏ န္ဓာအင်းကြီးကိုဆောက်လုပ်နေတာဘာလို့လဲလို့မေးလိုက်တဲ့အခါတဏှာဟာလက်တယ်ပဲဒါကြောင့်မို့သူ့ကိုဆောက်လုပ်ရေးသမားပေါ့ကဟကာရအိမ်ဆောက်လုပ်သူဆိုတဲ့နာမည်နဲ့ရပ်စွာပြားဟောဘာဖြစ်လို့သူ့ကိုရှာရတယ်လဲလို့ဆိုလို့ရှိဒုက္ခဇာတိပုဏ္ဏပုဏ္ဏတန်တရာထဲမှာတဘွားကနေတဘွားထပ်တလဲလဲဖြစ်နေရတာဒုက္ခရောက်လို့လို့တဲ့ လူတွေကတော့ဒုက္ခရောက်တယ်လို့မထင်ကြဘူးလူတွေရဲ့အမြင်နဲ့သာမန်လူတွေရဲ့အမြင်နဲ့ဘုရားအလောင်းတွေရဲ့အမြင်အလွန်ကွာခြားဘုရားအလောင်းတွေကတော့ဘဝကိုဒုက္ခရောက်တယ်လို့အမြဲတမ်းကြည့်ဘယ်လိုဒုက္ခရောက်တာတုံးလို့ဆိုဘုရားအလောင်းတွေကဘဝကိုတုံးတတ်တဲ့အခါမှာ ပဋိသတ်တော်ဘတ်နဲ့ဆင်ញင်သုံးသပ်ပြီးဆိုလို့ရှင်မျက်မှောက်လက်တွေ့အခြေအနေတရက်ကိုစေတမ်းတင်ပြီးတော့ဆင်ញင်တယ်ကိစ္ဆဝတာယံလောကောအပ္ပနောလောကဆိုတာတတ္တလောကကြီးကိုပြောတာတတ္တလောကကြီးတစ်ခုလုံးဟာတဲ့ဒုက္ခရောက်နေတယ်ကိစ္ဆဝတာယံလောကောအပ္ပနော အလုံးဒုက္ခရောက်နေတယ်။ဘာဖြစ်လို့ဒုက္ခရောက်နေသလဲလို့ဆိုရင်သာယတိစေဝမွေးလာရပြန်တယ်။မွေးတာတစ်ခါတည်းမွေးတာမဟုတ်ဘူးခဏခဏမွေးမှာ။မွေးလာတိုင်းနောက်ကပါလိုက်တော့စီယတိစမီယတိစ။အိုမဲတိမဲ။မွေးလာရင်အိုမဲတိမဲဇာတိပိစံဆလာမ။အဲ့ဒါကြီးကိုကျင့်သက်ဆရာမကောင်း။ ဘဝမှာတစ်ခုဘဝတစ်ခုမှာမွေးပြီးရင်ဥချင်းတည်ချင်းဆိုရတဲ့အဆုံးသတ်။ဒါဖြင့်ဥချင်းတည်ချင်းနဲ့အဆုံးသတ်ပြီးတော့ရပ်သွားလာလဲဆိုမရဘူးသဝတိစာဥပပိစတိစာ။တဘောကနေနောက်တဘောကတစ်ခုပြောင်းအောင်မယ်။ဝေးလာလိုက်အောင်မယ်ဖြစ်အောင်မယ်။တန်တရားထဲမှာတစ်ခုလိုဖြစ်လိုက် ိုလိုက်သေလိုက်နဲ့ဒီလိုသွားနေရတာကြီးอ่ะအမှန်တမ်းစိတ်ပြည့်စရာကောင်းစိတ်ပြည့်စရာလောကလူတွေကပျော်စရာလေးတွေကြည့်ပြီးတော့ပျော်စရာလို့ဘဝကြီးကပျော်စရာလို့သတ်မှတ်နေကြတာလက်တလေကူပြီးဆိုရင်ပျော်ကြတယ်လေ Happy New Year ဆိုဝင်နေရောက်ရင်လည်း Happy Birthday ဆိုပျော်ကြပြန် နောက်ကသာ happy လို့ဆိုလားစိတ်ထဲကတကယ်ပျော်လို့ရတာမဟုတ်အဲဘုရားလုံးနေစင်ရှင်သုံးသတ်တယ်လို့ပဲဘယ်တတ္တဝါကြည့်ကြည့်လူသားတွေတဲကဘယ်လူမျိုးတွေပဲကြည့်ကြည့်ဘယ်ဘာသာဝင်တွေပဲကြည့်ကြည့်ဝေးလာတယ်ဟိုတယ်တေးတယ်အင်းကြီးမရှိတဲ့နိုင်ငံရှိမှမရှိဘူး ပြောကြလိုက်မယ်အိန္ဒိယမှာသင်္ချိုင်းမရှိဘူးဟုတ်တယ်ဟိန္ဒူတွေကတော့မြစ်ချောင်းကလေးရှိလို့ရှင်အဲ့နာမှာတကြိုပြီးရေထဲမြှောက်လိုက်တာဒါသူတို့သင်္ချိုင်းလောကလူတွေဟာဝိလပ်ပြီးတော့အိုပြီးတေချာရာကြည့်တယ်အဲ့ဒါကိုကဘဝဆိုတာကျင့်သက်ဆရာမကောင်းဘူးလို့ ကျင့်သက်ဆရာမကောင်းတဲ့ဘက်ကကြည့်အောင်ဒါပြင်ဘဝဟာကျင့်သက်ဆရာကောင်းတာတွေရောရှိသလားဆိုတာရှိပါတယ်ရှိလို့ပဲလူတွေကပြောနေကြတာပေါ့ဘဝရထားလို့ရှိရင်မျက်စိကလာတာပတာတွေမြင်ပြီးတော့စိတ်ထဲကချမ်းသာမှုတွေရတယ်နားကကိုကြိုက်တဲ့အတန်လေးကြားရရင်စိတ်ချမ်းသာမှုတွေရကြတယ်နှာခေါင်းကမှွေးကြိုင်တဲ့အနံကလေးရှူရရင် ။တရားကကောင်းတဲ့အရာသာလေးစားရရင်ခန္ဓာကိုယ်ကအထီးတွေ့ကောင်းတာလေးထီးတွေ့ရတယ်။စိတ်ထဲကကောင်းတဲ့အတွေးလေးတွေတွေးရလို့ရှိရင်ကြောက်တာပဲပေါ့။အဲ့ဒီပျော်ရွှင်မှုလေးတွေပေါ့ပါ။လူတွေဟာตายာပြီးတော့နေကြတယ်။ဒါဘဝရဲ့ตายာပဲ။သာဝရတ္တလာตายာလို့ရလာလို့ဆိုမရဘူး။ ตายาหมู่ติตะคณะมะดาဖြစ်တယ်မတမ်းမအချိန်တူတောင်းတယ်အချိန်တူတောင်းတော့လေလူ